မင်္ဂလာပါခင်ဗျာတနင်္သာရီသတင်းစီစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီစီစဉ်ကို Double Watch ဖွင့်သားတွေကစီစဉ်တင်ဆက်ထားပါဒီနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့လောင်မျိုးနာကလေသမားတွေလက်လုတ်ချီကြော်လာပေမဲ့လုပ်ငန်းကွင်မဝင်နိုင်သေးတဲ့သတင်းစစ်ကောင်စီတပ်ဖန်သွားတဲ့လောင်လို့ဒေသခံတွေပြန်လုတ်ပြီးတုံးကိုဆက်ဖန်ထားတဲ့အကြောင်း ကဘာပူချီနဲ့ပင်လယ်ရင်မြစ်တဲမှုအရှိမြန်လာတယ်လို့သိပ္ပံပညာရှင်တွေသတိပေးတဲ့တည်ရင်လောင်လောကစေပီဆောင်တွေဈေးဝအကူကြီးလိုအပ်နေတဲ့အချိန်နဲ့စစ်ကောင်စီက အာရမစင်မှုထန်ဆူဆောင်းနေချေထိုင်းကမြန်မာတရားအသုံးစေချော်ကိုထတ်လွှဲတဲ့အကြောင်းစားတဲ့တည်ရင်အကြောင်းအရာတွေကိုနာစင်ကြမှာဖြစ်ပါတယ် လောင်လုံးမြို့နာမှာစီတင်မာနေတဲ့အတွေ့လေလုတ်ကြီးကြော်လာပေမဲ့လုပ်ငန်းခွင်မဝင်နိုင်သေးဘူးလို့လက်သမားချိုကပြောပါတယ်စစ်ကောင်စီတပ်ဟာကျွန်းလဆလီရင်ကစပြီးလောင်လုံးမြို့ကနေတဆင်စစ်ပြေးရွာကိုချီလင်းစစ်ကြောင်းထိုးလာပါတယ်အဲဒီကနေတဆင်လီတော်ခန်ရွာနဲ့ကထောင်နေရွာကိုဖျက်သွားပြီးခညိုကျွန်းရွာမှာတပ်ဆွဲခဲ့ပါတယ်စစ်ကောင်စီတပ်စစ်ကြောင်းထိုးလာတဲ့အချိန်ကလက်သမားတွေမူစပါစိုက်ပျိုးထွန်ရဲ့အနေကြတဲ့အချိန်ဖြစ်ပါတယ် စစ်ကောင်စီတပ်ဟာကညိုကျွန်းရွာမှာတပ်ဆွဲခဲ့တဲ့အတွေ့ဒေသခံတွေဟာဒီနေ့ထိကညိုကျွန်းရွာထဲမဝင်ရကြပဲဖြစ်နေပါတယ်စစ်ကောင်စီတပ်ဟာကညိုကျွန်းရွာမှာနှစ်ပတ်နေပါကြာတပ်ဆွဲထားပြီးအချိန်မရထွတ်ထွေတိုက်ပွဲ ဖြစ်နိုင်တဲ့အတွေ့ကထောင်နေရွာလေသွခန်းကညိုကျွန်းဝေတီပြင်းထင်းညီမောစစ်ပြဲစားတဲ့ရွာတွေကလေကထောင်ကနန်းလောက်ဟာလက်မလွတ်နိုင်ပဲဖြစ်နေပါတယ် ဒါပြင်စစ်ကောင်စီတပ်ကပြခတ်တဲ့လက်နက်ကြီးကြီးတချို့ဟာလေလက်ခွဲတွေထဲမှာပေါက်ကွေသေးပဲကျန်နေတယ်လို့လက်သမားချို့ကပြောပါတယ်စစ်ကောင်စီတပ်ကဖမ်းဆီးသွားတဲ့လောင်းညွန့်နေဒေသခံ တရားလောက်ကိုဇွန်လ25ရက်နေ့မုံလွယ်ပိုင်းမှာပြန်လွတ်လိုက်ပါတယ်ဒါပေမဲ့လူငယ်မျိုးသားတုံးကိုတော့ဖမ်းဆီးထားစေဖြစ်တယ်လို့မိသားစုဝင်တွေနဲ့ဒေသခံတွေကပြောပါတယ် ဖာစီခံရသူတွေဟာဂညုံကျွန်းကထောင်းနီလေးသုံးခန်းစစ်ပြေညင်းမကြွာမှဒေသခံတွေဖြစ်ကြပါတယ်စစ်ကောင်စီတဟာဖန်ဆင်းထားတဲ့ဒေသခံတွေကိုစစ်ဆေးမင်းမြန်ချေမတိဘူးလို့ဖြစ်တဲ့သူတွေကိုရက်နှစ်ခေလို့တရားရသူတွေလည်းရှိတယ်လို့ပြင်လို့လာသူတွေကပြောပါတယ်စကောင်စီတဟာဖန်ထားတဲ့သူတွေထဲကအသက်40ကျော်အရွယ်ကညူကျွန်းရွာသားအမျိုးသားတအုပ်ကိုလန်ခိမာတပ်ဖြတ်ခဲ့ပါတယ် စကောင်းစီတဟာဂျွန်လာချလီရဲ့နေမှာလောင်းမျိုးဖက်ကနေစစ်ကြောင်းထိုးလာပြီးကညူကျွန်းရွာမှာဆေးကြတားဆွေခဲ့ပါတယ်။ဒါပြင်လူမရှိတဲ့နေတွေကိုဖောက်ထွင်းပြီးလုံချင်တဲ့ပစ္စည်းမှန်သမျှကို အာရမအယူဆောင်ကဂျွန်လာ25ရဲ့နေမှာကညူကျွန်းရွာထဲကထွက်သွားတယ်လို့ဒေသခံတွေကပြောပါတယ်။ကဘာပြမြပူချီဟာလာမယ့်သုံးနှစ်လောက်အတွင်း ၁တသမ၅ဒီဂရီဆက်စီယက်ထက်ကျွန်တော်သွားနိုင်တယ်လို့ကမ္ဘာထိပ်တန်းရာသီဥတုသိပ္ပံပညာရှင်တွေရဲ့နောက်ဆိုးထွက်ပေါ်လာတဲ့အစီရင်ခံစားကသတိပေးလိုက်ပါတယ်။ကမ္ဘာလေထုတွေကိုကာဗွန်နဲ့အောက်ဆိုက်နဲ့လေထုအငြင်းညာစေတဲ့အခြားတန်းဝိတ်တွေထိုးလွှမ်းမှုပမာဏကလက်ရှိနှုတ်တိုင်းဆက်ရှိနေကမ္ဘာပြည်မြအပူချေကအဲ့လိုမြင့်တက်သွားနိုင်တယ်လို့အစီရင်ခံစားကဆိုပါတယ်။ကမ္ဘာပူချေမြင့်တက်မှု၁.၅ဒီဂရီဆက်စီယက်ထက်ကျွန်းလွန်သွားရင် ကဘာနှံ့မှလက်ရှိဖြစ်နေတဲ့အစောရောက်ကြသည့်ဥရုအခြေအနေတွေပိုပြင်းထန်လာပြီးဖြစ်ပွားမှုအရေးတွေလည်းပိုများလာမှဖြစ်ပါတယ်။ကဘာရာသီဥရုဖောက်ပြန်မှုဟာကဘာပင်လေရေမျက်နှာပြင်ကိုလေမြန်မြန်ဆက်ဆံမြင့်တက်စေပြီးကံယုန်တန်းဒေသကအလူဖွဲ့စည်းတို့ရဲ့ရှင်သန်ရေကိုစေချောက်လာတာပါ။ ကမ္ဘာပြားများအပူချိန်မြင့်တက်မှုကို1.5ဒီဂရီဆက်စီယက်ထက်မကျွလွန်သွားစေထိမ့်သိမ့်ဖို့နိုင်ငံပေါင်း100နီးပါးက2015ခုနှစ်မှာကတိပြုထားကြပါတယ်။ဒါပေမဲ့နိုင်ငံတော်တော်များများမှာကြောင်မီသွေးဇီနာနဲ့တဘောအတန်ဝိအတိုးပြုမှုစံချေတင်မြင့်တက်ခဲ့ပြီးတက်တော်ခုထွင်မှုတွေလည်းလှုံ့ဆောင်နေကြပါတယ်။2025ခုနှစ်အထိကမ္ဘာလေယူထဲကိုကာဗွန်နဲ့အောက်ဆိုက်တန်ဝိပမာဏ290ဘီလီယံထုတ်လုပ်ထားပြီးဖြစ်ရာ ထမှန်ပြီးတန်ချေ130ဘီလီယံထက်ကျော်လွန်ထိုးလော့ခဲ့ရင်ကမ္ဘာပြင်းများအပူချေ1.5ဒီဂရီဆက်စီရဲ့ထဲကျော်လွန်သွားတော့မှာဖြစ်ပါတယ်။တဝဲခိုင်လောင်းလုံးတွေကစေဘေးဆောင်ဒေသခံတွေစေဝါမလိုလောင်မှုဂျုံနေရတယ်လို့စေဘေးဆောင်တွေကိုကူညီပေးနေတဲ့အဖွဲ့တစ်ခုရဲ့တာဝန်ရှိသူတို့ကပြောပါတယ်။တိုက်ပွဲတွေကြောင့်လောင်းလုံးမျိုးနေရှိ ကညိုကျော်ညင်မလေးတော်ခံကထောင်းနေနဲ့စစ်ပြဲစားတဲ့ကြေဝါခုနှစ်ယောက်ကဒေသခံထောင်ချီစစ်ပေးရှောင်းနေရတာပါအဲ့ဒီစစ်ပေးရှောင်းတွေမှာဝမ်းမြဝမ်းရှိုးနှစ်ဖြားနဲ့သွေးလုံးတူကွေယောဂါတွေအဖြစ်များနေပါတယ်ပြီးခဲ့တဲ့မလာကိုပိုင်းကစပြီးလောင်လုံးမြို့အနီးရှိလက်ခတ်တောင်စခန်း မြို့ရဲရှိစကောင်းစီတန်နဲ့ဒေါ်လာရေးတက်တို့ချာတိုက်ပွဲဖြစ်ပွားခဲ့ပြီးလက်ရှိအခြေအတီဒေသခံတွေစစ်ပေးရှောင်နေရပါတယ်။အဲ့ဒီကြေဝါရီမှာစေဝါတယူခွင့်ကသခံထားရတဲ့အပြင်လက်စင်မီဖြတ်တောက်ခံထားရတာစသုံးစီဝယ်ယူမှုကသခံရတာတွေလေကြုံတွေ့နေရတယ်လို့ဒေသခံချို့ကပြောပါတယ်။ဒီနေ့မိမြအခြေရစကောင်းစီတက်ကစစ်ကြောင်းထိုးတာမရှိတော့တဲ့အတွေ့ ဒေသခံစစ်ဆောင်အများစုနေရပြန်နေကြပြီလို့သိရပါတယ်။တင်းနှင်းတိုင်းတိုင်းမှာမေလတလအတွင်းတိုက်ပွဲလေကြောင်းနဲ့ရေကြောင်းတက်ခိုင်းမှုတွေကြောင့်နေရစော့ခွာထွေပြေးတေဆောင်ရသူ8000ကျော်အထိရှိခဲ့တယ်လို့ FE5 တင်းနှင်းတိုင်းသူတေသနာအဖွဲ့ကထုတ်ပြန်ထားပါတယ်။စစ်ကောင်စီတပ်ကအာရမစေတာစုဆောင်နေချေ ထိုင်းနိုင်ငံရန်အောင်ထွေသေးစခန်းကမြန်မာနိုင်ငံသား130ကျော်ကိုဇွန်လ25ရက်နေ့ကကော်တောင်းဖက်ကိုထပ်ပြီးလွှဲပြောင်းခဲ့ပါတယ်။ထိုင်းနိုင်ငံမှာအကြောင်းမျိုးမျိုးနဲ့ပြည်တိုင်းကြာခံပြီးရန်အောင်ထွေသေးစခန်းမှာထိသိမ်းထားတဲ့မြန်မာနိုင်ငံသားတွေကိုလွှဲပြောင်းခဲ့တာပါ။နေရပြန်ပုံမဲ့မြန်မာနိုင်ငံသားတွေကိုရန်အောင်စခန်ကနေကော်တောင်းဖက်ကိုစစ်လေကိုစင်းနဲ့လွှဲပြောင်းပေးခဲ့တယ်လို့ရန်အောင်လဝကကဖော်ပြပါဗျာ။ နေရပြန်ဖို့ခံရသူတွေဟာတရားမဝင်ဝင်ရောက်မှုငွေရစေတုံဆွဲမှုနဲ့အခြားအမှုတွေကြောင်းပြစ်ဒဏ်ကြာခံပြည်သူတွေဖြစ်ပါတယ်။အခုနေရပြန်ဖို့မှုဟာ2025ခုနှစ်အတွင်း6ကြိမ်မြောက်ဖြစ်ပြီးနေရပြန်ဖို့ခံရသူ1149အထိရှိလာပြီးဖြစ်ပါတယ်။2024ခုနှစ်ကရန်အောင်ထေသိစခန်းကနေကိုတောင်းကိုပြန်လွှဲပြောင်းပေးမှု14ဒီအထိရှိခဲ့ပြီး မြန်မာနိုင်ငံသား1005ဦးအထိပြန်လည်ပို့ဆောင်ခဲ့တာပါ။နေရပြန်ပို့ခံရသူတွေကိုစစ်ကောင်စီကအာရမစစ်မှုဌာနတွေဆက်တိုက်လုဆောင်နေတယ်လို့စစ်မှုဌာနစုဆောင်ခံရသူတွေစီကသိရပါတယ်။အခုလိုနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်။မြန်မာနိုင်ငံသားများ ကပ်ပြီးပုံကနေအမြတ်ဆုံးလွတ်မြောက်နိုင်ပါစေလို့ဒေါ်ဝဝိုင်းတော်သားတွေက စုမုံကောင်းတောင်းလိုက်ပါတယ်ခင်ဗျာ။